soundstripe အလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဩစတြေးလျနိုင်ငံမှာပင်စင်စာတင်ကြီးရုပ်အုပ်ဒီဘလို့အေးချမ်းစွာနဲ့နေထိုင်နေလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဩစတြေးလျမှာအစိုးရကတင်ကြီးရုပ်အုပ်ဒီအတွက်နီလာပုံစုံနဲ့ထောက်ပံ့ပေးတာကိုသိရှိရပြီးဒီထဲကမှအဓိကတိုးတက်နေတဲ့နိုင်ငံကြီးတွေမှာဘလို့အတူယူတဲ့လဲစတဲ့အကြောင်းအရာလေးတခုပြောပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကတော့ HSN လို့ခေါ်တဲ့ Presence လက်စအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ Australia မှာအတကြီးရုပ်တွေအတွက်အဓိကထောက်ပံ့ချက်တစ်ခုဖြစ်ပြီးတေ60စက္ကန့်နဲ့ပြည်ပြည်သူတွေရှောက်ထောင်းနိုင်ပြီးတပတ်ကိုတူချင်းအတွက်အများဆုံး Australia ဒေါ်လာတူချင်းအတွက်အများဆုံး Australia ဒေါ်လာ980ကိုနဲ့ဒါသမပြ60နဲ့အဲတစုအတွက်1488ဒါသမပြ81ရရှိနိုင်ပြီး ။ဒါကအစိုးရရဲ့စက်တလင်းကနေရှောက်ထားလို့ရတဲ့ငွေကြေးပမာဏထောက်ပံ့မှုလည်းဖြစ်ပါတယ်။ Sound Strike ။ဒုတိယချက်အနေနဲ့ကတော့ထန်ဆောင်ထောက်ပံ့ခြင်းတွေလည်းရှိပါသေးတယ်။ဥပမာ Energy Supply မဲ့ဆိုရင်လက်စက်နဲ့တန်းကိုအသုံးစရအတွက်ထောက်ပံ့ပေးတာမျိုးအိမ်ငှားနေသူတွေအတွက် Resistance လည်းရတဲ့လို့ဒါအပြင် PPS ကလည်းစူပါကုန်ကြောစီကိုရှုပ်ပေးတဲ့စနစ်တွေလည်းရှိနေပါသေးတယ်။ ကျမ်းမအင်းနဲ့လူမှုဝဆမှုတွေနည်းနည်းလဲအစိုးရကစီစဉ်ပေးထားပါသေးတယ်။မဒီကဲကနေအခမဲ့ကျမ်းမရင်ဝဆမှုတွေရရှိနိုင်ပြီးဟောင်းခရပတ်ကဲကနေအိမ်မနီလူအပ်တဲ့ဆော့ရှော့မှုတွေရရှိနိုင်ပါတယ်။ဒါပြင်အိမ်ကဲခရဟောင်းတွေမှာဆော့ရှော့မှုရနိုင်တဲ့အခွင့်အရေးတွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့မကသေးပါဘူး။စီနီယာကဲကနေတတိယတွေအတွက်ရှော့စင်းနဲ့တည်ယူပို့ဆောင်ရေးစာတောက်ဆိုင်နဲ့ဝဆမှုတွေရရှိနိုင်တယ်လို့ ပြီးတော့ what bonus ဆိုတဲ့အစီအစဉ်ကနေအသက်60ကီလိုမီတာပြီးအလုံးလုံးနေသူတွေအတွက်ပုံမရရှိနိုင်တဲ့ထောက်ပံ့ကြည့်တွေလည်းရှိတယ်လို့သိရပါတယ်ဒါကြောင့် Austria နိုင်ငံမှာတက်ကြီးရိုရီဟာ HS on နဲ့ပျော်ရွှင်စွာနေထိုင်နိုင်ကြတာပါအစိုးရကစီစဉ်ပေးထားတဲ့ထောက်ပံ့ကြည့်တွေဘောဆမှုတွေကြောင့်သူတို့ရဲ့ဘဝဟာပုံမလွယ်ကူပြီးပျော်ရွှင်စရာကောင်းမယ်လို့မျှော်လင့်မိပါတယ် ဲ့ဒီလောက်ဆိုရင်ဒီနေ့အတွက်ပြောပြချက်တွေကိုဒီမှာပဲရန်နာလိုက်ပြရစေကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နိုင်အရှင်းနဲ့ subscribe လုပ်ဖို့လည်းမမေ့နဲ့နော်နောက်တစ်ခါမှထပ်ဆောင်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်